ကျွန်တော်ယူကောပဲလုံးမချင်နေတဲ့ကျွန်တော်ရှင်းပြရှင်းပြတော့သူတို့လာတဲ့အားပြီးတော့ထောက်ခံနေကြအောင်သူတို့ချေကကိုယ်စလေလှုပ်ပြီးတော့လာပြီးတော့ယူကောပဲမှာအကဲလာပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်ပါတီဆိုဒီမိုကရေစီစနစ်ကိုတကယ်လိုချင်လို့ရှိရင်ကန်တော်ခေါဆလုပ်နေတဲ့ကုဘောဆော်ဟုပဲလူပါတယ်ပါတီဆိုဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အောင်လို့ပူပေါင်းဆော်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာ ုရှားသမ္မတကြီးမစ္စတာပရမီတာပူတင်နဲ့ဘီလိုရစ်သမ္မတနိုင်ငံသမ္မတလူကက်ရှန်ကိုရဲ့ဖိကြားကြရပြောတရားဝင်ချီချီခီသွားတာပါသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်တရားဝင်ချီချီခီသွားနိုင်တာတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့ဟာတစ်ခုဖြစ်ပါတယ်ပဲကျွန်တော်တို့ကသွားတဲ့ခီးစဉ်နှစ်နိုင်ငံလို့မှာပဲအဲကျွန်တော်တို့နိုင်ငံနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေပေဒီကျေပြတ်စွာကျွန်တော်စုလေးဆောင်ရွက်နိုင်ခဲ့တယ်အထူးသဖြင့်စီဝိုင်းနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ကိစ္စရတယ်ပေါ့နော် နဲ့နဲ့ငါအပြန်လာသူကူးလို့သွားလာရတဲ့တွှေ့ချက်ဖို့ဆိုတာသူဒီပါခီးသွားကာနာတွေတွှေ့ချက်ဆောင်ရဲ့ရေးပေါ်ပြနောက်တော့ကပညာရေးနောက်တိပ္ပံနဲ့ဤပညာနောက်ကျမ်းမာရေးနောက်အားကစားရေးခြင်းမှုဥပဒေနောက်ကာကွယ်ရေးဆိုင်ကိစ္စရတယ်ဒါတွေနေပေတီအခြေချက်ပြပြကျွန်တော်တို့စုနေနိုင်ကြတဲ့ပြင်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်ပျော်ပြောင်းလဲမှုချိန်တဲ့ရှင်းပြသူနိုင်ငံလုံးကဒါကိုအားလုံးလက်ခံပါတယ် ။နောက်ကျွန်တော်ယူကောပဲလုံးမဲ့ချင်နေတဲ့ကျွန်တော်ရှင်းပြ။ရှင်းပြတော့သူတို့လာတဲ့အားပြီးတော့ထောက်ခံတဲ့အကြောင်းသူတို့ရှိကကိုယ်စလေလှုပ်ပြီးတော့လာပြီးတော့ယူကောပဲမှာအကဲလာပြီးကြည့်ပေးမယ့်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်။ပိုကောင်းတာတော့နှုတ်တစ်ဖက်ဒီတွဲဆုံကြီးအပြင်ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဗျ။ရုရှားနိုင်ငံရောဘီလာရုစ်နိုင်ငံရောနောက်သူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေရောမြန်မာနိုင်ငံရောမှာစိတ်ဝင်စားနေတော်တော်ဖြစ်လာတာကိုကျွန်တော်တွေ့တယ်ဗျ။အဲ့ဒါကကျွန်တော်တို့ရဲ့လက်ဝန်နိုင်ငံတွေအနာဂတ်တွေအကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာအဲနောက်တစ်ခုကလည်း ပါတီဆိုဒီမိုကရေစီရုပ်ကော်ပဲလုပ်မှုတော့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မှလုပ်မှာပါပါတီဆိုဒီမိုကရေစီစလက်ကိုတကယ်လိုချင်လို့ရှိရင်အဲကန်တော်ခေါ်စလုပ်နေတယ်ကူပေါင်းဆောင်ဖို့ပဲလိုပါတယ်အဲ့ဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျမိုးချအောင်မြင်အောင်ကျွန်တော်ကြာပြောရပါတယ်ပြည်သူတွေဒါဒါကျွန်တော်ဒါလေးတော့ဟိုကျွန်တော်ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်ပြောပြရစေအားလုံးအဆက်သက်ရာ တော့အောင်မြင်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ဗျာပြည်သူများလည်းအားလုံးကျမ်းမာချမ်းသာကြပါစေ။တော့အစအစအတိုးတက်အောင်ဒုန်းတန်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်။ပါတီစုံဒီမိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အောင်လို့ပူပေါင်းဆောင်ရွက်ပေးကြပါလို့လည်းကျွန်တော်ပြောလိုပါတယ်ဗျာ။ကောင်းပါဗျာကျေးဇူးများတင်ပါတယ်။